င်္ဂလာပါလူတိုင်းဟာတနေ့တာမှလူမှုဆက်ဆံမှုရှိပဲဘဝကိုတည်ဆောက်တာမဖြစ်နိုင်ပါဘူးမိသားစုအလုပ်ဖော်မိတ်ဆွေအသင်းအဖွဲ့ဘယ်ရာမဆိုလူတွေနဲ့ဆက်သွယ်နေကြရပါတယ်ဒါကြောင့်ပေါင်းစင်ဆက်ဆံတတ်မှုဆိုတာကလူတိုင်းအတွက်အရေးကြီးဆုံး soft skill ကိုဖြစ်ပါတယ်ပေါင်းစင်ဆက်ဆံရေးဆိုတာပါလေပေါင်းစင်ဆက်ဆံရေးဆိုတာမိမိနဲ့တခြားသူတွေနဲ့ဆက်သွယ်ဆက်ဆံရမှာယုံကြည်မှုထီထွေမှုနားလည်မှုတည်ဆောက်နိုင်စွမ်းကိုဆိုလိုပါတယ် ဒါဟာစကားပြောခြင်းနေမကပါဘူးခံစားချက်နားလည်မှုတုံ့ပြန်မှု အပြုမှုတိပါပါဝင်ပါတယ်เจ้ามาမတင်ပေမဲ့တကယ်ဘောမှာတော့ discount လေးချင်ထားသူတွေအတွက်အခွင့်အလမ်းတွေပိုများပါတယ်။ပေါင်းပစ်ဆိုင်ရေးကဘာတွေအတွက်အရေးကြီးလဲ။အခွင့်အတွင်းမှာအကျိုးတူဖြစ်ဖို့ဆက်သွယ်ရေးမှားယွင်းမှုတွေကနေရှောင်ကျဉ်ဖို့တခြားသူကိုနားလည်ဖို့မိမိရဲ့စိတ်ဓာတ်ခံယူချက်တွေတိုးတက်ဖို့စိတ်ကျန်းမာရေးတည်နေဖို့ ဆက်ဆံရင်ကောင်းမယ်ဆိုကိုလို့ပေါ်ကင်ဘတ်တွေကတင့်အပေါ်ယုံကြည်မှုရှိလာပြီးမိမိကိုယ်တိုင်လည်းပုံမှန်တန်ဖိုးရှိလာပါတယ်။ပေါင်းတင်တဲ့ဖို့ဘာတွေလေ့ကျင့်တယ်လဲ။နံပါတ်၁အနေနဲ့နားထောင်တတ်ဖို့လူတိုင်းကကိုယ့်စကားနားထောင်ဖို့မလိုလို့မဟုတ်ပါဘူး။ကိုကိုကိုမပြောခင်တခြားသူကိုနားထောင်တတ်ဖို့အရေးကြီးပါတယ်။နံပါတ်၂ထိထိရောက်ရောက်ဆက်သွယ်တတ်ဖို့တိတိကျကျပြောတတ်တာမတိတလောက်မထင်မဖတ်တလောက်မချင်နံပါတ်3တဘောသာကောင်း ကိုယ်စကားမှာလေးစားမှုပါပါတယ်။သဘောထားကောင်းကလူတွေရဲ့ယုံကြည်မှုရဖို့အတွက်အဓိကပါ။နံပါတ်၄ပြည့်ရှိရင်ခွင့်လွှတ်တတ်မှုပြဿနာတက်လာရင်သဘောတူဖြေရှင်းဖို့ပြင်ထားထားရပါမယ်။နံပါတ်၅အလုပ်အဖွဲ့မှာဝိုင်းဝန်းတတ်မှုကိုယ်အလုပ်တစ်ခုလည်းမဟုတ်ဘဲတခြားသူတွေနဲ့အတူတူညီသဘောထားနဲ့လုပ်တတ်ဖို့လိုပါတယ်။နောက်ဆုံးမှာတော့ပေါင်းတင်ဆက်ဆံတတ်တဲ့ဒွေဟာလူမှုရေးမှာလုံခြုံမှုရတယ်။ ဖွဲ့အစည်းမှာကောင်းဆောင်ဖြစ်လာတတ်တယ်။အလုတ်ကင်မှာလည်းတိုးတက်မှုမြန်တယ်။ကိုဘွားမှာတခြားသူတွေရဲ့အထောက်အကူကိုရရှိတတ်တယ်။မိမိစကားနဲ့တခြားသူကို view ဆိုင်ချင်းနားထောင်ပေးခြင်းသဘောထားကောင်းတဲ့ပြန်တုံ့ပြန်ခြင်းတွေကိုတစ်ဖြည်းဖြည်းနဲ့လေ့ကျင့်ဖို့ကြိုးစားကြပါစို့။ဒီနေ့အကြောင်းအရာလေးကိုသက်ဆိုင်ရာကျန်းမာရေး website တွေဖြစ်တဲ့ The Ratio CDC တို့ကနေကိုးကားရထားတာဖြစ်ပါတယ်ခင်ဗျာ။